ဒီပူပေရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။ဘူခါရက်စ်အပေါ်ရုရှားရဲ့ရန်စောင်းမှုအစ်စ်တစ်ခုကိုကန်တွေဖြစ်ရှင်းနေပြီးအင်ကာနေကလေပိုင်နက်ထဲကျူးကျော်လာတဲ့ရုရှားဒရုန်းတစ်စင်းကိုပစ်ချဖို့စ조사ခဲ့တယ်လို့ရူမေးနီးယားကာကွယ်ရေးဝန်ကြီးကနိုဝင်ဘာလ25ရက်နေ့ကပြောကြားခဲ့ပါတယ်။ဒါဟာ2022ခုနှစ်ယူကရိန်းကိုကျူးကျော်မှုနောက်ပိုင်း လေပိုင်းနဲ့ထေကိုစစ်သုံးချိန်မြောက်ဝင်ရောက်မှုဖြစ်တယ်လို့ဆိုပြီးဒရုန်းတွေကိုပစ်ချဖို့စမ်းသပ်နေတယ်လို့ပြောပါတယ်။ငင်းချဲရဲ့သဘောတူညီချက်ရရှိဖို့အတွက်ယူကရိန်းဘက်ကနေနေမြင်ဆွလုံးမှုကိုလုတ်ကိုလုတ်ရမှာဖြစ်တယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အထူးကိုယ်စားလှယ်စတီဗ်ကော့ကရုရှားသမ္မတဗလာဒီမာပူတင်ရဲ့နိုင်ငံခြားရေးမှူးဝါဒအကြံပေးကိုပြောကြားခဲ့တယ်လို့ပေါက်ကြားခဲ့တဲ့ဖုန်းမှတ်တမ်းမှာဖော်ပြထားပါတယ်။ ရုရှားသမ္မတဗလာဒီမာပူတင်ရဲ့နိုင်ငံသားရဲမူဝါဒအကြံပေးယူရီဥရှာကော့ဖ်နဲ့ပြီးခဲ့တဲ့အောက်တိုဘာလ၁၄ရက်နေ့ကဖုံပြောဆိုမှုမတန်းကိုဘလွန်ဘတ်သတင်းဌာနကရရှိခဲ့တာဖြစ်ပါတယ်။ဂီတသမား648ယောက်ကိုလေ့လာပြီးတဲ့နောက်ဂီတသမားတွေဟာကြောကြားမှုတွေကြောင့်အသက်တူနိုင်တယ်လို့လေ့လာမှုတွေကဖော်ပြကြပါတယ်။ နမေကျော်အစိုးရတွင်လည်းလူသိနေတဲ့အမှုပညာရှင်တွေကြားနိုင်ရှင်ချက်ကိုလေ့လာခဲ့တာဖြစ်ပြီးနမေကျော်တွေကတက်တန်းတူကြောင်းတွေးရှိမှုအစ်စ်တွေကဖော်ပြကြပါတယ်။ဒီဘူဘီရဲ့နောက်ဆုံးရသတင်းတွေကို DBB TV News Facebook Page မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်ရှင်။